ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြရတဲ့စာပေချစ်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စောရဝိညာဉ်လိုမြည်ကြတဲ့သတိတုံးဤကရှာဖွေရာ ဖြစ်ရမှန်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ လာမိုင်းညတညမိုးကတဖွဲဖွဲလေကတဖြူဖြူတိုက်ခတ်နေလို့ပဝင်းကျင်တစ်ခုလုံးအေးစိတ်နေတယ်လောကကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီးတသိလူတော်ဝါအလုံးအိမ်မောကြခြင်းဖြစ်တယ်မိုးညတညရဲ့တိတ်ဆိတ်ခြင်းကိုစတင်ဖြူခွင်းလိုက်တာကခွေးဟောင်းတဲ့ကိုဒိုင်ကိုဒိုင်ထားစမ်းမအောင်တော့အိပ်ပုံနေလိုက်တာဒါလေကွာညာကြီးမင်းကြီးချမ်းရရဲ့အထဲမှာ ပါလဲတွေညာလေးတွေလုံမနေနဲ့ကျော်ရဲမှာခွေးဟောင်းတွေနေကြတယ်တော့အိမ်နောက်ဖေးကနွားတင်ကုန်ပါလေနွားအော်တန်နေကြတယ်စနေဖြစ်သူဒေါ်သိန်းရှင်ရဲ့စကားကြောင့်ကိုတန်းအေးခေါင်းတောင်ထားလိုက်ပြီးပဝင်းချင်းရဲ့အတံပလန်များကိုနားဆင်လိုက်တယ်အေးဟုတ်တယ်ဟာကျော်ရဲမှာခွေးဟောင်းတွေနေလဲကြားရတယ်တခုခုတော့ထူးခြားနေပြီနဲ့တူတယ်ပျော်ပျော်စွစွနဲ့ကိုတန်းအေးလေမီးအောင်ဆောင်တင်းကမီးခွက်ကိုထွန်းညှိလိုက်ပြီး နောက်ပြီးတကားကုတ်ဖွင့်ကနွားတင်းကုတ်ရှိရကိုဆင်းလာခဲ့တယ်။ဟာမသိရှိဒေါ်နွားတင်းကုတ်တဲကနားမကြည့်တော့မရှိတော့ဘူးကွာ။ကိုတန်အင်းကြီးအော်ပြောတဲ့အကြောင်းမသိရှိနေထိတ်ထိတ်ပြပြဖြစ်ပြီးအိမ်နောက်ပြီးပေါမအပြေးဆင်းခဲ့တယ်။ဟင်ကိုတန်းကျမတို့ရဲ့နမကြီးမရှိတော့ဘူးဟုတ်လား။အဲ့ဒါဆိုဘလို့လုံးလဲတော့ကြံစဲမအောင်။ဒီတိုင်းနေလို့တော့ဘယ်ဖြစ်မလဲဟာ။ရွာလူကြီးဥပဒေကိုအမြန်ဆုံးအကြောင်းကြားမှဖြစ်မှာပေါ့။ ကဲကဲပြောနေရကြရဲကွာငါခုပဲသွားလိုက်မယ်ပြောပြောဆွဆွနဲ့ကိုတန်းအီလေးခြေချမ်းကြည်ကြီးနဲ့ရွာလူကြီးဥပထူ၍အင်ဘက်ကိုခတ်တတ်တုပ်ပဲထွက်လာခဲ့တယ်တို့ကိုပါတို့ဥပထူဟေးဘသူလဲကွာညာကြီးချင်းမတော်ကြီးကွာကျွန်တော်ကိုတန်းအီပါဗျတကားလေးခွင့်မအောင်ကိုယ်တန်းအီဆိုလိုရွာလူကြီးဥပတို့ကအင်တကားခုဖွင့်ပေးတယ်။အမောတကောနဲ့ဘာဖြစ်လာတာတော့ ဥပတို့ရဲ့မိစကားကိုချက်ချင်းပြန်မပြေသေးပေကိုတန်ရေးကတက်ကုန်မမှန်ဆူရင်မောဟိုင်းနေတဲ့လေတန်းနဲ့ပြန်ပြေးလိုက်တယ်ဒီလိုပါကျွန်တော်တို့အင်ကနမကြီးပြောင်းနေလို့တကြီးကိုလာပြီးတော့အကြောင်းကြားတာအခုလေးတင်မဲ့နောက်တစ်ခုရင်တော့ပါသွားပြီထင်နေဟေးဟုတ်လားကွာစောစောကားတင်မဲ့ရွာရှိပိုင်းကခွေးဟောင်းတန်းနေကြားရသေးတယ်ကဲကဲအချိန်ရှိတော့ဒီကိစ္စကိုအမြဲဆုံးဆောင်ရွက်မှဖြစ်မယ် ပြောပြောဆိုဆိုနဲ့ရွာလူကြီးဥပတို့ကတန်ချောင်းခောက်ပြီးလူစုလိုက်လို့ရွာသားများစူဝေးရောက်ရှိကြတယ်။အခုလိုစူဝေးဖို့ခေါ်လိုက်ကြရဲ့အကြောင်းကတော့ခွန်းနာလေးတိမ့်မဲ့ကိုတန်းအေးရဲ့နမတိတခိုးနာကိုပါသွားလို့တခိုးလိုက်ဖက်မလို့ကဲအချိန်လည်းသိမရှိတော့ဘူးရွာရှိပဲတောဆက်ကိုလိုက်ကြမယ်။ရွာရဲမှာမကြာခဏဆိုသလိုနွားပြောင်နေတယ်လို့ရွာလူကြီးဥပတို့ရဲ့စီစဉ်တိုင်းနွားတခုနောက်ကိုထက်ချက်မကွာလိုက်ကြရည် ညအချိန်ရွာသူရွာသားများစုဝေးတိုင်းဒေါတာလန်လက်နက်မီတုံများအသင်ပါလာစမြေဖြစ်တဲ့နွားချီရာကောက်ရမှာအောင်ဘိုးကကြမ်းကျင်မှုရှိပြီးဒိုလာကဒေါ်လန်အဝင်းအထက်လမ်းများကိုနှံဆက်လို့နွားတစ်ခုနောက်ကိုလိုက်ရမှာပုံမူဆင်ပြေတဲ့ဒေါ်လန်ကိုဖျက်ပြီးဖျက်ကုန်းမီးကိုကြောက်တဲ့အခါလဝဲဘက်ကိုချုံးဝင်သွားတဲ့လမ်းတိုင်းနွားချီရာနဲ့လူချီရာတွေကို ထင်းသာတွေ့လို့ သဲလွန်စားတစ်ခုကိုရှားလိုက်တဲ့စုံတောက်တဥပမာ မျက်နာပေါ်မှာ မျောလင်းချက်ရောင်ကြီးတွေကပေါ်လွင်လာတယ်။တကြီးနွားတစ်ခုကဝါတင်ခါရှားတတ်သွားရဲ့လမ်းတွေကိုဆွဲသွားတာဖြစ်မှာဗျ။နွားချီရကောက်တာကျန်းကျင်နေအောင်ဘုကသူ့အမြင်ကို ပြောပြလိုက်တယ်။အောင်ဘူပြောတဲ့အတိုင်းဝါတင်ခါရဘက်ကိုသွားရလမ်းတိုင်းဆက်လိုက်ခဲ့ကြ။တီးကျချောင်းများနဲ့တီးချောင်းများရှုပ်ထွေးနေတဲ့နေရာကိုရောက်ရှိလို့နွားချီယာများပြုတ်သွားပြီး လိုက်ပါသူအလုံးလေးမျက်စိလေးသွားကြရင်နေချောင်အောင်ပြဒီနေရာကနေတောင်မဲဆူဆူကိုသွားရလန်ရှိသေးတယ်ပြအဲ့ဒီလမ်းကတန်ကျိုးရွာနဲ့ဖြီးပါရွာကိုသွားရဖြတ်လန်းမယ်ဒီဘက်လမ်းကိုဆွဲသွားတာပဲဖြစ်နိုင်နေပြဒေါ်လန်ခီကျန်းကျင်နေဒိုလာကပြောလို့သူတို့ယခုရောက်နေတဲ့နေရာကဒွန်ဒီဒေါ်ကြီးတန်းဖြစ်ကြောင်းအလုံးကသိကြရင်ရွာနဲ့အလန်းတော်တော်ဝေးတဲ့နေရာကိုရောက်ရှိပြီးဖြစ်ကြောင်းခမန်းမိတော်လည်း မလျှော်သောဆွေးနှင့်နွားတစ်ခုရဲ့နောက်ကိုနောက်ရောက်ခံပြီးဇက်ပြီးလိုက်ကြရန်ဆုံးဖြတ်လိုက်တယ်။အချိန်ကားလေနနဝီဒီဝီလင်းချင်းကိုရောက်ရှိနေပြီဖြစ်လို့အာယုံအလင်းရောင်ကိုကောင်းစွာမြင်နေရပြီဖြစ်တယ်။နွားတစ်ခုနောက်ကိုလိုင်ရင်းလိုက်ခြင်းရွာနဲ့အလန်းတော်တော်ဝေးလာပြီးဒေါကလည်းနဲ့တဲ့နဲ့လာခဲ့တယ်။ရွာသားတွေကလည်းမမောနိုင်မပန်းနိုင်နွားတခုကိုအမြန်ဆုံးမိနိုင်ဖို့စိတ်အားထက်သန်ခဲ့တယ်။ ဒီနွားတခုကမိလို့ကတော့ဖူဖူညံ့ညံ့ကြီးအောင်ကိုဆုံးမပြစ်မယ်။ရွာသားတဦးဖြစ်သူကိုအောင်မိုးကမောကလေးမောညောင်ကလေးညောင်နေပြီဖြစ်လို့ဒေါသတန်များနဲ့လွှမ်းမိုးနေတယ်။ဟဲ့နေကြအောင်ကဒီမှာနွားချီရတွေပြီ။နွားကအတင်းရုပ်ကနေတဲ့ချီရပဲကွာ။နွားချီရကောက်တာကြမ်းကျင်သူအောင်ဘိုးကပြောလိုက်ခြင်းဖြစ်တယ်။ဒါဆိုရင်ဒီအနာပဝင်းကျဲမှာပဲနမကြီးကိုဝတ်ထားတာဖြစ်မယ်ထင်တယ်။ဟာ ဒီမှာသိသိဆက်တယ်ကိုအောင်စိုးရဲ့စကားကြောင့်ရွာသားများအလုံးဝိုင်းအောင်ကြည့်တယ်ဟာဟုတ်ပါရဲ့သိဆက်တွေကဟိုရှင်နာဟာတဖက်မြင့်တိတ်တိတ်အောက်ကိုသွားရဲ့လမ်းတိုင်းသွားနေတယ်ဗျကိုဖြူမင်းကပြောလိုက်မှသွေးဆက်များအတိုင်းတပန်းမင်းကြီးစီကိုအာယုံရောက်တော်ရင်တပန်းမင်းကြီးကယောက်ျားနှစ်ယောက်ဖက်ကလုံးပဲ့ရှိပြီးဒီ40ကျော်ကျော်အမြင့်ရှိကောင်အကန့်အခက်ရွက်လက်တို့နှင့်အုပ်ဆိုင်နေတဲ့အပင်ကြီးဖြစ်တဲ့ တပန်းပေကြီးအမတော်တေဆုံးနေပြီဖြစ်တဲ့နမကြီးကိုဒုံလုံးလေးလျက်တွေ့ရပြီးခြေလက်တွေကိုကျိုးနေတုတ်ထားတယ်။လေဘင်းမှလည်းပြက်လို့နေပါလီးဖြတ်ထားတာကို တွေ့ရှိခဲ့တယ်။ဒီနွားတကုတ်ကနွားကိုတက်ပြီးခေါ်ဖို့ကြိုးစားနေတော့ငါတို့လိုက်လာတာကိုသိလို့ပုံနေတာပဲဖြစ်မယ်ကွာ။ငါတို့လူစုခွဲပြီးဒီအင်းဒီတော့ဝိုင်းမှာရှာကြရအောင်။ရွာလူကြီးဥပါသူကပြောလိုက်လို့ရွာသားများစူဝေးလိုက်တယ်။ အချင်းကားလေလည်းနဲ့ဝေဒီဝေလင်းအချင်းရောက်ပြီဖြစ်လို့အာယုံဦးအလင်းရောင်ကိုကောင်းစွာမြင်နေရပြီဖြစ်တဲ့ဟာလာလာကြည့်ပါဦးဒွန်ဒီတော်ကြီးနဲ့ဆန်တပန်းပင်ကြီးအောင်မှာပေါ်လက်ဆာနမကြီးနဲ့မလမကန်းမှာတေဆောင်သူတယောက်ရဲ့လောင်းကိုမမျော်လင့်မဲ့တွေ့ရလို့ရွာသားများလည်းအံ့အသင့်သွားတယ်သွေးစွန်နေတဲ့ဝါကုတ်ဓမ္မတစောင်းကိုကြည်ကြည်ပေါင်းစုပ်ကိုင်းပြီးမောင်ရဲ့သားလေးကြသေးဆုံးနေတဲ့မြင်ခွင် ကျင်းဝါတဲတဲမှာစူးနေဝင်နေတဲ့ဝါငုတ်ချုံကနောက်ကျောဘက်ထိထုံးဝင်ပေါက်နေပြီးဒွေစီချောင်းကအေးခဲနေပြီးဖြစ်တယ်။ဘသူဘဲဝါဖြစ်ချောင်းကိုသိချင်လို့အနည်းကိုတိုးကပ်ပြီးဝိုင်းယုံကြည့်ရင်။ဟာကျောကျောလွင်ပဲဗျတို့ရတာကျောလွင်မှာ။ဟာဟုတ်ပါရဲ့။ဦးတို့မောင်ဒေါ်သန်းများတို့ရဲ့တာမောင်ကျောလွင်ပဲ။ဘလို့ရများဖြစ်ကုန်တာလေဗျ။သူမိဘတွေကရွာထဲမှာကုန်းစုံဆိုင်နဲ့လဲနေကိုင်းနေ channel ဝင်းနဲ့စီပါရေးအတော်တန်ပြည့်စုံပါလေဒီလိုအားကိုးသူဒုကြိုက်လို့တွေမောင်ကျော်လင်းကဘာကြောင့်များလောက်တာပါလေရွာလူကြီးဥပတို့ကခေါင်းကောက်ရင်စိတ်ပြက်လက်ပြက်ပြောလိုက်တယ်အေးဗျာကိုရွာသားတယောက်ကကိုရွာရဲကနွားကိုခိုးပြီးပေါ်ရတယ်လို့ဗျာလူကြားလို့မှမကောင်းပါဘူးအခုလေကျောင်းအားလန်အားနဲ့ပြင်းရင်လွှားရင်အခုလိုဖြစ်တာနေမှာကဲကဲဒါရီပြောနေလို့မပြီးသေးဘူးဒီကိစ္စကိုဘယ်လိုဆက်လုပ်ရမလဲဆိုတာစီစဉ်ကြရအောင် ဟုတ်တယ်ဗျမောင်တေးနဲ့တန်းတေးကရွာကိုပြန်ပြီးဦးတို့မောင်နဲ့ဒေါ်တန်းတေးကိုအမြန်ဆုံးသွားဖို့ကြောင့်တာလာနဲ့အောင်စိုးကကြိုက်ထုတ်ရေစကန်းကိုအမြန်ကြောင်းကြပြီးလိုအပ်တာရီစီစဉ်ခဲ့ကြ။ကျန်တဲ့လူတွေကတော့ဒီမှာပဲခိကြဆောင်ပြီးပါဆက်လုပ်ကြမယ်ဆိုတာတိုင်ပင်ကြတာပေါ့။ရွာလူကြီးဥပတို့ကအစီအစဉ်များချမှတ်ပြီးတပင်းရှိကြီးကိုမှုထုတ်လိုက်တယ်။မကြမီမှာပဲမောင်တင့်တန်းထီတို့နဲ့အတူမဆယ်စိတ်ကြီးရွာကော ဦးတို့မောင်နဲ့ဒေါ်မြတန်းတို့လည်းရောက်ရှိလာပြီးမရှင်မနှောင်းမှပဲကျိုက်တို့ရေစကန်မှစကန်မူကြီးဦးအောင်မြင့်နဲ့ဂျေတက်ဖွဲ့ဝင်များရောက်ရှိခဲ့တယ်။ကဲဘလို့ဖြစ်ကြရဲဆိုတာပြောပြပါဦး။စကန်မူဦးအောင်မြင့်ကဒီငယ်နဲ့လေးတန်းနဲ့မေးလိုက်တယ်။ဟုတ်ကဲ့ဒီလိုပါစကန်မူကြီးဒီညနှစ်နာရီကျော်ကျော်လောက်မှကျွန်တော်တို့ရွာကကိုတန်းအင်းနဲ့မသိန်းရှင်တို့ရဲ့နေမကြီးတခုကိုကန်ရလို့နွားတခုနောက်ကိုလိုက်ကြရင်က အခုလိုအတိုင်းမြင်ခဲ့ရတာပါဆီယံနွားပိုင်ရှင်ကကိုတန်းအင်းနဲ့မသိမ်းရှင်တော့ဟုတ်ဟုတ်ပါရဲ့ဆီယံစကံဘူးကြီးကမတန်စာအုပ်ပုံမှာရေးမှတ်ရင်းနေမင်းမြန်နေဒေဝကလေးပြမဆယ်စိတ်ကြီးရကပါဆီယံအခုသေဆုံးနေလူအရောဟုတ်ကဲ့မဆယ်စိတ်ရောသားမောင်ကျော်လေးမဆီယံကျွန်တော်တို့ရောသားတွေပါပဲအခုရောက်နေတဲ့ဦးတိုးအောင်နေဒေါ်မြတန်းတို့ရဲ့တူဦးတေတော်သားပါ ကိုအေးတန်းနဲ့မသိန်းရှင်တို့ရဲ့နှောင်းကိုကိုကျော်လင်ခိုးရပါလို့ဘလို့တိလေးပြခွေးဟောင်းတန်းကြလို့ကိုတန်းအေးနဲ့မသိန်းရှင်တို့အေးရကနေနိုးပြီးမတင်ငါလို့ထားကြည့်တော့သူတို့ရဲ့နမကြီးတခိုးနောက်ပါသွားတယ်ဆိုတာကျွန်တော်ကလာပြောလို့ရွာသားတွေကိုခေါ်ပြီးနှောင်းတခိုးနောက်ကိုလိုက်ကြရင်အခုလိုချင်းဒီမျိုးကိုဒီရောက်မှသိတာပါဆရာအရင်တော့ကရောရွာရဲမှာနှောင်းပြဖို့လားဟုတ်ကဲ့မကြာခဏတော့ပြဖို့ပါရဲ့ဆရာအဲ့ဒီရောကရော နွားတခုကိုဖမ်းမိလားဗျမဖမ်းမိပါဘူးဗျအဲ့ဒီတခုဝင်ခိုးတဲ့ညတိုင်းဂျွာရဲကလူတွေကအိမ်ပေါ်ကျနေတတ်တဲ့မိုးလင်းမှာပဲကျွန်တော်ကိုလာတိုင်ကြားကြတယ်နွားရင်မကားပါဘူးစီအောင်တခြားပစ္စည်းတွေလည်းပျောက်တတ်တယ်တချို့လူတွေပြောနေကြတာတော့အဲ့ဒီတခုဟာစိုးရနက်ခတ်ပါတဲ့လူစွမ်းကောင်းလို့တောင်ပြောနေကြတယ်စီအောင်စကံမူခြင်းမိသမ ्या ကိုမဆယ်စိတ်ရွာတဲ့ကြီးဥပဒုကတိုင်ငံပြေးကြရည် နွားတခုနောက်ကိုလိုက်လာသူရွာသားတွေကတော့ဘာမှဝင်မပြောပဲစိတ်ဝင်စားဟန်နဲ့နားထောင်ကြတယ်။ကဲဒါဖြင့်အခုသေးဆုံးနဲ့မောင်ကျော်နေရဲ့မိဘတွေရောဘာပြောချင်သေးလဲ။ရုတ်တရက်စကံမူကြီးကမေးလိုက်လို့အိုတိုအောင်နေဒေါမြတန်းတို့တယောက်မျက်နှာတယောက်ကြည့်ပြီးမျက်စိမျက်နှာပြတ်သွားကြတယ်။ကဲပါပြောရရှိတာကိုသာပြောကြပါဖြစ်ပြီးမှတော့ဘာတက်နိုင်တော့မလဲ။ ဟုတ်ကဲ့စကံမိုးကြီးကျမသားလေးရဲ့အဖြစ်အနစ်ကိုပြောပြပါမယ်ဆရာကျမသားလေးကိုမွေးကလေးကကျမသားလေးမှာဝေကြီးအထုံးဆိုတာပါခဲ့သလားတော့မပြောတတ်ဘူးမွေးဖွားပြီးချင်းသားလေးရဲ့မျက်နှာပေါ်မှာပါလာရင်မျက်နှာဖုံးတစ်ခုပါလာခဲ့တယ်ဆရာအရာကိုသိချင်လို့နားလေတွက်ချမ်းနေပြီးဆရာနဲ့မေးကြည့်တော့ဒီကလေးမှာစောရနှက်ခတ်ပါရဲ့လို့ပြောကြပါတယ်အရာကိုရွာရဲကလူတွေကသိမှဆိုလို့ဘယ်သူမှမသိအောင် ဒီရင်ဆရာကိုဘသူမှရှောင်မပြောနေလို့နှုတ်ပိတ်ထားခဲ့တယ်။ဒါလီအချင်းတန်းရွှေကြောင်းလိုကြောင်းထားတဲ့အချင်းကစားပြီးကျမတို့စီးပွားရေးတွေတက်ခဲ့တယ်။အခုချိန်ထိပါပဲဆရာ။ဒေါ်မြာတန်းကပြောလဲစစကားကိုဆက်မပြောဘဲတူဝီနေလို့စကံမူကြီးကဆက်ပြောဖို့တတိပေးတယ်။ပြောပါဒေါ်မြာတန်းနောက်တော့ရောဘာရေးဆက်ဖြစ်သေးလဲ။ဟုတ်ကဲ့တားရဲ့ဗီဇာကိုပြောမယ်ဆိုရင်တော့တားเจ้าကပြန်လာတိုင်းပေတန်ခဲတန်း ခဲပြဲချွန်ဆက်စားတဲ့အသေးဖွဲလေးတွေကိုခိုးယူတတ်တာကိုသိရလို့ငငယ်တဲကသူတပါပစ္စည်းခိုးတာမကောင်းဘူးသားရဲ့အပြည့်ကြီးတယ်ငရေကြီးတတ်တယ်လို့ဆုံးမပေးမယ်ဘလို့မှပြုံးမရဘူးဒီလိုနဲ့ကျမသားလေးတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှပိုပြီးခိုးရက်လာလေးလေးဖြစ်ခဲ့ပါရဲ့စီအောင်ရွာရဲကလူတွေကတော့ကျမသားလေးခိုးရက်တာကိုဘယ်သူမှမသိကြဘူးထင်လဲမထင်ကြပါဘူး ရွာထဲမှာမကြာခဏပစ္စည်းပြောက်တာတို့၊နွားပြောက်တာတို့ဆိုတာကျမသားလေးရဲ့လက်ချက်ပဲလို့ကျမသိပေမယ့်ဘလို့မှတားမရဘူးစီရ။အထူးသဖြင့်တော့လားပြေလားခွေလို့ညရီမှာဇောရနက်ခတ်ကကြုံတတ်တာမို့တားကူအပြစ်မထွက်အောင်အိမ်တကားတွေအလုံးပိပြီးသောထက်ထက်ခပီးထားပါရင်ကျမကိုယ်တိုင်လည်းမအေးအောင်ကြိုးစားပြီးတားလေးရဲ့ချင်းလေးကိုစောင့်ကြည့်တယ်။ဒါပေမဲ့ကျမဘယ်ချိန်မှအိပ်ပျော်သွားမှန်းတာမသိဘူး။မိုးလေးမှပဲအေးရကနိုးပါရင် အဲ့ဒီအချိန်မှာဒါလီအိမ်ပေါ်မှာမရှိတော့မှတီးရပါရဲ့ဆရာအခုလဲမောင်တန်းထင်းနဲ့မောင်တင်းတို့လာပြောမှာပဲအခုလိုသားရဲ့ဖြစ်စိုးကိုတီးရပါရဲ့အခုတော့သားရဲ့အတိတ်ဘဝကတန်ကြာဝေကြီးတွေကုံဆုံးပြီလို့ပဲ ယူဆပါရဲ့ဆရာလူချင်းမင်းတို့ဝေတရားရှိတဲ့အတိုင်းသာဆောင်ရွက်ပါတော့ဒေါ်မြတန်းရဲ့ပြောစကားများကုံဆုံးသွားတဲ့အချိန်မှာတော့လောကကြီးတစ်ခုလုံးအုံဆိုင်မုံမိုင်းသွားတယ် အရှင်မိသီးတိုင်းမှာမိချမ်းနေလို့မြင်ကွင်းအလုံးကိုတဲတဲကွဲကွဲမမြင်ရပြီမုံဝါဝါရေတီတီနေပုံဝင်းချင်းတစ်ခုလုံးကအိမ်မောကြနေပြီဖြစ်တယ်လမ်းထိပ်ကင်းတဲ့ကနာယီတန်ချောင်းခုတ်တန်ကိုကြားရတယ်음ညာဆက်နှစ်နာရီတောင်ထိုးပြီပဲကိုကိုအောင်ရဲ့စိတ်ထဲကတီတူရှိရပြီနေရမအသေးချိတ်သားတွေဝန်းကုန်အောင်ဂျာကင်ကိုအမြန်ဆဲယူပြီးဝေးလိုက်တယ် ။မြာဟုကအသင်ပြင်းထားတဲ့ခီးဆောင်အိတ်ကိုစလွေတိုင်းပြီးတော့လွှဲလိုက်တယ်။ထွေထွေထူးထူးဘာမှမစင်သားပဲ။အင်းရှိဝရန်နာကိုကြောပြီးလမ်းမပေါ်ကိုခတ်သက်သက်ပဲဆင်းခဲ့တယ်။ခလန်လန်တနေရာမှခွေးအောင်လိုလမ်းသွားတယ်။လက်ထိတ်ကင်းတဲ့ကဟိုထိုဒီထိုလက်နဲ့တမီးဆောင်ကြောင်အနည်းနာရှိကိုကိုပြကြီးအောက်ကိုအပြေးဝင်ပြီးကျုံးမိလိုက်တယ်။ဟူတော်ပါသေးရဲ့ကွာ။ လေးဘူးတချက်ကိုမုတ်ထုတ်ပြီးအသက်ကိုမြင်းမြင်းမြရှူသွင်းလိုက်တယ်။ရင်ထဲမှာတော့တဒိဋ္ဌိနဲ့ခုန်နေတယ်။မိခင်ဆောင်နေကြူတယ်။ငါ့ကိုတွေးသွားရင်ဟူမီဒီမီနဲ့ငါ့အကျန်စီကိုတီးကုန်ကြလိမ့်မယ်။ကိုကိုအောင်ရဲ့စိတ်ထဲကတီးတို့ရေရိုးလိုက်ခြင်းဖြစ်တဲ့ခိတာကြမှာသဝင်းကျေချင်းနေအာလုံးတိတ်ဆိတ်သွားပြီးဖြစ်လို့ကိုကိုဘီကြီးအောင်မှာခြေကိုဖော့ဖော့နေပြီးလမ်းမဘိုးကိုခတ်တုတ်တုတ်ပဲလျှောက်လာခဲ့တယ်။ ။အချင်းကတဖြည်းဖြည်းနဲ့ရွေလျားနေပြီးဖြစ်တယ်။အင်းမွန်နဲ့ချင်းထားတဲ့နေရာကိုဂူဂူအောင်က15မိနစ်ခန့်နောက်ကျပြီးမှရောက်လာလို့အင်းမိုကိုမတွေ့ရပင်ကျွတ်တို့ကျဲတဲ့စိန်မန်းမင်ကြီးအောက်ကအတီးကျန်ဆန်းလို့နေနှစ်ယောက်တည်းထိုင်ကုန်လေးကိုအပေါ်မဲစွာတွေ့ရရောတယ်။음အင်းမုံမြောက်သေးပါလား။ငါနောက်ကျနေလို့စိတ်ဆိုးပြီးပြန်သွားပြီလား။ဒါမှမဟုတ်သူ့အိမ်ကထွက်လာဖို့အခက်အခဲများရှိနေရောလား။ ကိုကိုအောင်ရည်စိတ်တဲကမှတ်ချက်ချရင် နေရောင်တွေတိုင်ကုန်ပေါ်လေးမှာခီးဆောင်အေကိုတင်းလိုက်ပြီးလေးတွေစွာပဲထိုင်လိုက်တဲ့အသက်တမျှချေရသူအင်းမှုလေးရဲ့ချင်းဆူခဲ့တဲ့ဒီချင်းဒီနေရာကကိုကိုအောင်ရည်ဘွားတစ်ခုလုံးကိုတမျိုးတပုံပြောင်းနေပြီးဘွားတိတစ်ခုကိုတီဆောက်ကြဖို့ဆုံးဖြတ်ပြီးရင်ဖို့လိုင်မောစွာငန်းနှင်ဆောင်းစားခဲ့တဲ့ခုံတန်းလေးပေါ်မှာငုံငုံငန်ငန်တိုင်နေတဲ့ချင်းလေးကတဖြည်းဖြည်းနာယီဝတ် နာယူဘက်ကနေတနာယီပြောင်းလဲခဲ့ပြီဖြစ်တယ်။အေးမူခုချင်းတိရောက်လာသေးပါလားအခက်ခဲတခုခုညာကြုံနေပြီလားတော့မသိဘူး။ချီရသူအေးမူကိုစောင့်မျှော်ရင်ကိုကိုအောင်ရဲ့ရှင်ထဲမှာပူလောင်လာပြီဖြစ်တယ်။စိုးရင်စိတ်တွေလည်းပူပြီးစင်ခဲလာပြီဖြစ်တယ်။ဒါကြောင့်ခီးဆောင်အေးကိုပြန်လဲပြီးထိုင်နေရမှပြုံးနေတရက်ကအေးမူတို့အိမ်ဘက်ကိုခြေလန်းနေကရွှေတရားရင် အင်းမူတို့အိမ်နာကိုရောက်တော့အင်းမူရဲ့အိမ်ကံတရင်မောက်ကအစင်တင်ပွင့်နေတယ်။ကြီးပြားရငါးထိုင်မီလုံးလေးကမိန်ပြပြနင်းရောင်အောင်မှာဇလွာပါပါချင်းတော်တင်းမှာအင်းမူတရားအိမ်မောကြနေတာကိုတွေ့ရလို့ကိုကိုအောင်ကတရင်ပေါက်ကိုကြောတက်ပြီးအိမ်ကံတွင်းကိုလွဲကူစားပဲဝင်ခဲ့တယ်။ဇလွာပါပါချင်းတော်စားကို သာလက်ပြီးအင်းမူကိုဖောဖောလေးလုံနိုးတယ်။အင်းမူကမလုံရှားနိုင်တော့ လောကကြီးကိုအပြီးပိုင်ဆွန့်ခွာပြီးဇီဝင်ချုပ်ငိမ့်သွားပြီဖြစ်တယ်။ဟာအေးအေးမူတမ်းမရှိတော့ဘူး။ဂေါဂူအောင်တရားစိုးရင်ဘူပန်မူချင်းနဲ့ကောင်းတဲ့ပန်းကြီးကြီးသွားရင်အေခန်းတွင်းကိုဝေဝဲကြီးလိုက်တဲ့အခါအင်းမူရဲ့ကရင်ချီရင်မှတောင်းထားတဲ့အဝိရှောဒုတ်တို့တချောင်းကိုတွေ့ရလို့ရုတ်တရက်အဝိရှောဒုတ်ကိုကောက်ကင်မိချင်းပါ။ဟဲ့ကောင်မပြေးနဲ့။ထို့သူအတန်းနဲ့တူအေခန်းတခန်းလုံးမိများလင်းထိန်သွားရင် အသက်မမကြီးနဲ့တူအသက်60ခန်းရှိတောင်တောင်မောင်မောင်အေးမှုရဲ့ဦးလေးဖြစ်သူဦးလွင်မောင်ကိုတွေ့လိုက်ရတယ်။ဖြစ်သည်။အကြောင်းအလုံးကိုဘလုံးမရှင်းပြခွင့်ရတော့မှမဟုတ်လို့ကိုကိုအောင်တယောက်ပြင်းပေါက်ကိုကြောပြီးပြေးခဲ့တော့တယ်။ဟဲ့ကမပြင်းနဲ့တကူပြောတကူအဲ့ဒီဘက်ကိုပြေးတယ်။အရှိမပြေးလိုက်လာတဲ့လူလေး၅ဦးကိုမျက်ခြေပြဲအောင်လမ်းကျိုးတစ်ခုတည်းကိုချိုးဝင်လိုက်ချိန်မှာတော့အရှိမပိတ်ဆို့ဖမ်းဆီးလိုက်တဲ့ နေမီလုံးကျုံကြီးကင်းလေရဲတပ်ဖွဲ့တို့နဲ့ပတ်ပင်တူးမိပြီးကိုကိုအောင်တရားကြားရှိမောင်းရဲသားလဲကျသွားသလိုဖြစ်သွား၏မအေးမူရဲ့လေပင်ကိုဟော်ရီအဝိရှော်တုံးနဲ့ညှိတက်ခဲ့ရဆိုတာဘာပြောချင်သေးလဲကိုကိုအောင်အမိုးစစ်ရဲရရှိကြီးရဲ့မိခွန်းကြောင့်ကိုကိုအောင်တကူလုံးတစက်ဆက်တုံးပြီးချွေစီများကြားလာခဲ့တယ်။ကြားဒီအဝိရှော်တုံးနဲ့ဟာမဟုတ်ဘူးဗျအေးမူကကျွန်တော်ရဲ့ချစ်သူပါ ကျွန်တော်ဘလူလုပ်ပြီးတော့တက်ရက်မှလဲပြောင်းအဲ့ဒီညကအင်းမိုကကျွန်တော်နဲ့ခိုးရလိုက်ဖို့ချိန်ထားတာချိန်တဲ့နေရာကိုရောက်မလာလို့ကျွန်တော်အင်းလိုက်တော့တော့ပြတင်းပေါက်တွေးနေတယ်အဲ့ဒီပြတင်းပေါက်ကပဲကျွန်တော်အတွေ့အကြုံဝင်ခဲ့တယ်အင်းမိုအင်းနေတဲ့ထင်းလိုလှုံ့လိုက်တော့အင်းမိုအသက်မရှိတော့မှသိရပါရဲ့ဆရာအဲ့ဒီအဝိရှော်တို့ကလည်းအင်းမိုရဲ့ကရင်ဘေးမှာထောင်ထားတာတွေ့လို့ကောက်ကန်မိတာပါအေးလေမင်းကဘာပဲပြောပြောခရီးတုံးမှာရှိနေတဲ့မင်းရဲ့လက်ဖွဲ့ရာတွေက တတိကံပစ္စည်းဖြစ်နေမှာတော့ဒေသူအေးမှုရဲ့လေပင်ကဒဏ်ရာရေးကလည်းအဲ့ဒီဒုံးနဲ့ညှစ်တတ်ထားတဲ့ဒဏ်ရာရေးဖြစ်နေတော့ဒီရခန်ဟာကိုကိုအောင်မလို့အတိအကျလက်ပူးလက်ချက်ဖြစ်နေပြီကွာအမှုစီရေရရှိကြီးဦးအောင်လင်းရဲ့စကားဆုံးတော့ကိုကိုအောင်တယောက်နိုင်ကြသွားတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့တတိတာရကအထောက်အထားခိုင်ခိုင်လုံလုံပြနိုင်ကြဘာမှမရှိလို့ဖြစ်သည်များအကြောင်းအကောင်ကြီးပဲလို့သာမှတ်ပြီးခံယူတော့တယ် တရားကိုနားဆောင်နေအမှန်တရားဆိုတာတစ်ချိန်ချိန်မှာတော့ပေါ်လာလိမ့်မယ်လို့ယုံကြည်ရောတဲ့ဒီမို့မှာဦးလွင်အောင်ကဘာဖြစ်လို့များလူသက်တရားခံဖြစ်တာလဲဗျာအေးသေးပြေရောက်ရှိလာတဲ့မိုးခင်သတဲတောင်စာရေးစရာတိုးကအမှုကန်ရေးရာရှိကိုမေးမြန်းလိုက်ခြင်းဖြစ်တယ်။အော်ဒီလိုပါဗျာကျွန်တော်တို့ရေတဖုန်ဝင်နေကအခင်ဖြစ်တဲ့ညမှာကိုကိုအောင်ကိုတရားခံဖြစ်နေခိတ္တထင်းသိမ်းထားပြီး ဒီဆုံးသူမအေးမှုရဲ့လောင်းကို အသေးစားစူးစမ်းလေးလာပြီးသဲတော်စားကိုရှာကြပါရယ်ဒီဆုံးသူမအေးမှုရဲ့ကရင်အောင်မှာအေးစေးပလင်းခွင်နဲ့လက်အိတ်တစ်စုံကိုတွေ့ရလို့အသေးစားစုံသန်းကြည့်တဲ့အခါလက်အိတ်တစ်စုံကအိုးလင်းမောင်ရဲ့လက်အိတ်လိုသိရတယ်အဲ့ဒီညကမအေးမှုတောက်တဲ့ကော်ဖီပကံထဲမှာလေအေးစေးခတ်ထားတာကိုတွေ့ရပါတယ်ဆက်လက်ပြီးရှာဖွေလိုက်တဲ့အခါမှာမအေးမှုရဲ့အေကန်ဘီဝဟန်ဆွဲတဲ့အခါ ဒဏ်ရာရီစာအုပ်နဲ့စာချုပ်စာရန်မိတ္တူများအပါအဝင်တခြားစာရဲစာရန်တွေကိုလည်းစိတ်ဝင်စားဖွယ်ရာတွေးရှိခဲ့တယ်။သူရဲ့ဦးလီဦးလင်းမောင်းနဲ့အင်းမှုတို့မှာပြေရှင်းလို့မရနိုင်တဲ့အရှုံးရှင်ကိစ္စတွေရှိနေတာပဲဗျ။အေးဗျ။ဦးလင်းမောင်းကသူ့တို့မှာအရင်ကောက်ကောက်ဖြစ်တဲ့မအေးမှုကိုဘယ်အညိုးနဲ့များရဲရဲဆက်ဆက်တတ်တာလည်းမသိဘူးနော်။အမျိုးရဲ့ကြောင့်တော့မဟုတ်ပါဘူးဗျာတူတူနဲ့လူရင်းပြောရရင်တော့အမွေကိစ္စကြောင့်ပေါ့ အမွေကိစ္စကြောင့်ဟုတ်လားဆရာဘလောင်များအမွေပေးကြရှိလို့လေမိုးခင်သတင်းတော်စာရေးဆရာတို့ကစိတ်ဝင်စားပွဲရာမေးမြန်းလို့အမှုစီရေးရရှိကြီးဦးအောင်လင်းကစိတ်ရှိရှိနဲ့ပြန်လေပြောပြတယ်။음အဖြစ်ကဒီလိုပြမေးမှုရဲ့မိဘနှပါဟာတဦးတဲတော်သမီးဖြစ်သူမေးမှုလေအချိန်တန်အရွယ်ရပြီးလူလာမမြောက်ခင်မှာသူတို့ချမ်းသာသမျှဗန်းမအပ်ထားတဲ့ဝေသိန်း900ရဲ့ အခုလက်ရှိဦးလင်းမောင်တို့နေတိုင်းနဲ့နတ်ထလုံးချင်းတိုင်းနဲ့ချမ်းမြေကိုအေးမှုအချိန်တန်အရွယ်ရောက်လို့အိမ်တော်ရတာကြားရဲ့ချိန်မှာအမွေးစားအမွေးခံဖြင့်ဆက်ကံဖို့တရားဝင်လှည့်ပြောင်းပေးခဲ့ဖို့တရားရှုံးတော်မှာအောင်မခံလုပ်ပေးထားတယ်ဗျာအတော့ကိုအမျိုးမြင်ကြီးမှပြီးသေးကြခိုင်လုံးနဲ့လုံရက်ပြပါပဲဒါနဲ့မအေးမှုရင်မိပါတွေကဘယ်ရောက်ကုန်လဲဗျာဟုတ်ကဲ့ဒီလိုပါဗျာတနေ့မှမအေးမှုရင်မိပါနှပါဟာပြူးလင်းဘက်ကိုဖျားဖို့သွားရင် ကားအစည်းတက်ဖြစ်ပြီးတော့ကွဲလွန်သွားတယ်ဗျ။အိုးဖြစ်ရလေဗျ။အေးရနေပဲလူမမဲရဲ့မေးမှုကိုသူရဲ့ဦးလေးဦးလေးမောင်တို့ဇနီးမောင်နှံကဆက်လက်ပြီးကြွေးမွေးဆောင်ရှောက်ထားတာပေါ့။အင်းအဖြစ်ပြက်တွေကဝေထုဇလန်းနေဗီဒီယိုရုပ်ရှင်တွေတဲကလို့စမ်းလိုက်တာတော့ဟုတ်ပါရဲ့ဗျာအခုလဲကြည့်လေအေးမူမှာချစ်သူလေးရှိနေပြီအိမ်အောင်ပြုပါစေလို့ဆိုပြီးသူလေးကို ခွင်နှောင်းတော့လေ ဦးလေးကသဘောမတူနိုင်ဘူးဆိုပြီးခါခါတီးတီးညင်းဆန့်နေပြ။အဲဒါကြောင့်အေးမူကခိုးရလေးဖို့တီးချစ်သူကိုကိုအောင်ကိုချိန်နေညမှာဦးလေးမောင်ကရင်းမိလို့အကွက်ဆင်းပြီးပြီးပြီးရီရီစီစဉ်လိုက်တာပဲဗျ။ဒါပေမဲ့ဦးလေးမောင်ရဲ့လောက်ရက်တွေကမရေရမသေးချရတဲ့အတွက်အကွက်စီစီပြီးပြီးမဖြစ်ဖဲဒဲလုံစားရီတတိကြီးဖြစ်နေတာပေါ့။အဲဒါကြောင့်လေအခုလိုတရားရှုံးတော်မှာဝန်ခံပြောင်းချက်ပေးပြီးပြင်းမှုကြီးကိုချွေးနေစက်ဖို့ရင်ဆိုင်ရတာပေါ့ဗျာ။ ဟုတ်ကဲ့ဇလန်းလေးကိုအစောတည်နာဆင်ပေးကြရတဲ့ပြည်သက်များအလုံးကိုကျေးဇူးများကြည်တင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ထားခဲ့ပြီးတောင်းဆိုပါစေရှင်